ဝေချာအောင်အောင်မင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လဲကြိုဆိုလိုက်ပါရှင်ကရင်ပြည်နယ်ဖားပေါ်ခရမ်းတွင်းရှိတုတ်တေဖူးကျေးရွာဖုန်ကြီးကျောင်းကိုစစ်တပ်ကနေဖြစ်ပုံကျဲနေတယ်လို့သိရပါတယ်ကရင်ပြည်နယ်ဖားပေါ်ခရမ်းတွင်းမှာရှိတဲ့တုတ်တေဖူးကျေးရွာဖုန်ကြီးကျောင်းကိုစစ်တပ်ကနေဖြစ်ပုံကျဲချခဲ့ကြောင်းစီးရဲတဲ့မြတ်ပြဆိုထားဖြစ်ပါတယ်ရမနီအေဘီလာ၁၀နေနေနဲ့ပိုင်းကင်းအန်ယူချမဟာငါနေနေဖားပေါ်ခရမ်းတွင်းလူတော်မြတ်နဲ့အပိုင်းကန်ချီလော့ထော့ကျေးရွာအုပ်စုတုတ်တေဖူးကျေးရွာဖုန်ကြီးကျောင်းကိုစစ်တပ်ကနေဖြစ်ပုံကျဲဖြစ်စေခဲ့ကြောင်းသိရှိရပါတယ် မနေ့မနေ့ကလေရင်နဲ့ဘုံလာကျဲသွားပါတယ်ဖာပွန်နဲ့ကြီးကာလန်ပေါ်မှာရှိတဲ့တုတ်တစ်ဖူးရဖုန်ကြီးချောင်းကိုကျဲပါတယ်ဖာပေါ်ကနေကျွန်တော်တို့ဆင်းလာခင်တော့ဘီနေဖက်စင်အဲ့ဒီလမ်းပေါ်မှာအဲ့ဒီဖုန်ကြီးချောင်းရှိပါတယ်လေရင်ဝဲတဲ့အချိန်မှာအားလုံးပြေးကြတော့လူချစ်ခိုင်းမှုတော့မရှိပါဘူး KNU တမဟာ9စီတရံမြေကပြောဆိုထားဖြစ်ပါတယ် စစ်တပ်ကပုံကျဲသွားခဲ့တဲ့တွတ်တေဘူးကြီးရအနေတွင်စစ်တပ်ကခွဲပြထားတဲ့ရွှေ240လောက်ကွက်များနဲ့စစ်တပ်ရဲ့အရှိတန်စခန်းခါလိုက်ရ16တရှိနေခဲ့ကြောင်းအဆိုပါစခန်းကို KNL ဦးဆောင်တော်မဟာမိတ်ပူပေါင်းတပ်များကပိတ်ဆို့ဖျက်ဆီးထားတဲ့ဖြင့်နှစ်ဖက်စီရင်သိမ်းမှနေကြောင်းသိရှိရပါသည် KNU တမဟာငါးနဲ့မြင်းနဲ့ထိဆက်နေတဲ့ဖားပွန်ခရိုင်မဲဝိုင်ဒေတာမှဘီနေမျိုးဖက်ထွက်တဲ့ KNU တမဟာတင်တဲ့တမဟာနေနဲ့မြင်းလမ်းပိုင်းရဲ့တခြားအကျံဖက်စကောင်းစစ်တရဲစခန်းနှက်ကြီးပြူဟာကုန်းစခန်းရွှေညောင်ပင်ကုန်းဘင်ကန်ကုန်းအပောင်ဝင်စစ်စခန်းနဲ့စကောင်းစစ်တကိန်းဆက်ခုခန့်ကြန့်ရှိနေတဲ့ကြောင့် KNU တရင်းမြစ်ထမတရှိရပါတယ်။ကျောင်းရဲ့တိဆက်ပင်မှုကျွန်မဝေခကြနာကိုပြောပါရှင်အပင်နာဆင်မှုအကျွဲကျွဲကျဆွတင်ရှိပါရှင်။